သူ့ကိုဂုံတိုက်တာကိုထိကိုက်စေခြင်းလို့မဟုတ်ဘူးကျွန်တော်တင်ထားတဲ့စာတွေလည်းသူ့ကိုကြီးဝဲတဲ့စာမဟုတ်ဘူးအဲ့ဒီကျွန်တော်လာလာပြောနေတဲ့သူတွေကိုကျွန်တော်ရေးတဲ့စာပေါ့နော်အိတ်တလုံးလည်းကျွန်တော်မပိုင်ပါဘူးကားစီးလည်းကျွန်တော်မပိုင်ပါဘူးဖုန်းတလုံးလည်းကျွန်တော်မပိုင်ပါဘူးအဲ့လိုမျိုးခဏမှတော့တော်မေးကြည့်ပါကာယကရှင်ကိုတော်မေးကြည့်ပတ်သက်ခဲ့တဲ့ကာလမှာအာမြစ်တာအစ်မန်နဲ့ရခဲ့ပြီးတဲ့အတွက်ကျေးဇူးတင်တယ်အအပတ်သက်တော့တဲ့အချိန်မှာလည်းအေးစေးစေးပဲနေပြီးတဲ့အတွက်လည်းကျေးဇူးတင်တယ် ါငါနာမည်ကြီးတဲ့လူနဲ့တွဲမယ်ဆိုတဲ့ယူရချက်မျိုးရှိမနေဘူးအရှိမနေဖြစ်တဲ့အတွက်တယောက်နဲ့တယောက်သဘောကျလို့ကြိုက်သွားတယ်တွဲကြတယ်အဲ့လိုကဏ္ဍပဲရှိခဲ့တာလေအားလုံးကပြန်ဖော်နေရလူသိစေကျွန်တော်လူသိစေခြင်းမဖြစ်ကျွန်တော်ပြောတာ sorry တဲ့ကကျွန်တော်တင်လို့ရတယ်လေကျွန်တော်ပြောလို့ရတယ်လေအခုကအခုမှပြောတယ်ဆိုတာကကျွန်တော်ဘလုံးမမခံစားနိုင်တော့လို့ကျွန်တော်ဒါထုတ်ပြောလိုက်တဲ့အခြေအနေမျိုးပဲရှိတာဒါတော့မှကျွန်တော်ကဟိုနာမည်ကြီးကိုဘိုင်နေတက်ပြီးကျွန်တော်ပြောသွားရလဲမဟုတ်ဘူးတစ်ဖက်လူရဲ့တိတ်ခါရှိတာဖြစ်တဲ့အတွက်ကျွန်တော်ပါကျွန်တော် AA စစ်စစ်လေးပဲနေတယ် AA စစ်စစ်လေးပဲပြောတယ် အဲ့တော့ပြိပသာကိစ္စတွေမှာလည်းအဲအရင်ချိန်နေတုန်းကလည်းကျွန်တော်ကသာကျွန်တော် AAC လေးပဲနေတယ်အခုလည်းပြီးသွားတာကဘလို့မှမဖြစ်ဘူးဒီလိုပဲနေတယ်စိတ်ထဲမှာ AA ချမ်းချမ်းပဲနေတယ်ဒါပေမဲ့အဲ့ဒါကိုထက်တလဲလဲလေးကျွန်တော်အဲ့လိုလာလိုက်ပြောနေတော့ကျွန်တော်တိတ်ခါတွေကအများကြီးထိခိုက်လာပြီအဲ့အတွက်ကျွန်တော်ကပောက်ကွဲလိုက်တဲ့သဘောပါပဲဟုတ်လူစားသိတဲ့ချိန်တုန်းကကျွန်တော်ကဒီ LGBT community မှာဒီအတိုင်းဝိုင်းလေးထဲမှာပဲအဲကျွန်တော်စကားဝိုင်းလေးတွေမှာကျွန်တော်စကားပြောတယ်ကျွန်တော်သင်တန်းတွေတက်တယ်အဲ့လိုမျိုးနဲ့ဒီဒီအတိုင်းဝိုင်းလေးကနေကျွန်တော်စသီလာတယ်အစသီလာကနေတဆင့် အာဒါတဖြည်းဖြည်းနဲ့အဲနောက်ပိုင်းဟိုပေါ့နော်အဲအဲ့ဒီပွဲတွေကနေပြီးတော့လူတိလာတယ်အဲနောက်ပိုင်းအခြားတငယ်ချင်းပွဲတွေပါဆိုကျွန်တော်တွိုင်းတွိုင်းနဲ့အဲနောက်ပိုင်းကျွန်တော်ဒီ operation တွေပါလုပ်ပြီးတဲ့အခါမှာလူပိုတိလာတယ်ပေါ့ဟောအဲ့ဒါပါပဲအဲ့တော့ကျွန်တော်ကဘသူဘယ်ဝါရဲ့เจ้าရဲ့လို့တော့ရှင်းရှင်းပြောရင်ဘသူ့အမှာကျွန်တော်ခူလုံးလုပ်ပြီးတော့ဒီဒီအခုလိုအခြေအနေလေးမျိုးကိုကျွန်တော်ရအောင်လုပ်ခဲ့တာမဟုတ်ပါဘူး အဲဒါဇုံတစ်ယောက်နဲ့ကျွန်တော်ကြိုက်ခဲ့တယ်ဒါပေမဲ့ပြီးသွားပြီအဲကိစ္စတွေကပြီးသွားတယ်သူလည်း AC ပဲခွင့်မှာကျွန်တော်လည်း AC ပဲ AC ပဲနှစ်ယောက်မုံချင်းမရှိပဲဒါလိုပဲအစင်မပြေလို့ဒါစိတ်စိတ်ချိန်နေနှစ်ယောက်ပေါ့နော်စိတ်ဘောရာစီမတိုက်ဆိုင်ဘူးအရေးရှိဆက်သွားလို့အစင်မပြေလို့ဒါတယောက်တယောက်ပြီးသွားပြီဇလန်အဲ့ဒီဟာပြီးသွားတဲ့ဟာမှာသူလည်း AC ဖြစ်နေကျွန်တော်လည်း AC ဖြစ်နေပြီအခုချိန်မှာမှအဲ့လိုမျိုးတွေအဲတချို့ပေါ့နော်ဟိုသူနဲ့ကျွန်တော်လည်းအကြောင်းအတွင်းကြကြမသိပဲနဲ့လာလာပြီးပြောနေတဲ့ဟာမျိုးတွေကိုကျွန်တော်ဘယ်လိုမှသိမခံနိုင်ဘူးပါ ချက်ချင်းမုံညမရှိဘူးเนาะအေးဆေးဆေးပဲကျွန်တော်တို့ဒီလိုပဲဟိုတွဲခဲ့မှာလဲတိုးတိတ်ပဲတွဲခဲ့တယ်အဲလမ်းခွဲလဲတိုးတိတ်ပဲအားနေပဲကျွန်တော်ပြီးသွားတယ်သူ့ကိုဂုံတိတ်ခါဟိုထိကိုက်စေခြင်းလို့မဟုတ်ဘူးကျွန်တော်တင်ထားတဲ့စာတွေလဲသူ့ကိုရည်ရွယ်တဲ့စာမဟုတ်ဘူးအဲ့ဒီကျွန်တော်လာလာပြောနေတဲ့သူတွေကိုကျွန်တော်ရေးတဲ့စာပေါ့နော်အခုချိန်ကြီးလဲသူ့ကိုစိတ်ထဲမှာမုန်းတာမျိုးမရှိပါဘူးခုနကတည်းကတော့အများကြီးပဲဒီမှာကျွန်တော်နာမည်ကြီးခြင်းလို့မတွဲခဲ့ပဲနဲ့တွဲပါတယ်လို့ပြောတယ်အဲအဲ့လိုမျိုးဟာတွေပြီးတော့ကျွန်တော်ကသူ့ရှိရနေခြူသားပါတယ်ဆိုတော့ဟာမျိုးတွေပေါ့ကွာ အဲ့လိုမျိုးတွေတော့အများကြီးပေါ့နော်ဘလော့ရစ်တိကတ်ကိုကြည့်ရတယ်ကျွန်တော်နောက်မှာအနိကပောင်းနေတဲ့လူတွေကတော့ဒါကတော့ကျွန်တော်အကြောင်းသိတော့ဘာမှမဖြစ်ဘူးဆိုပေမဲ့ကျွန်တော်အကြောင်းမသိတဲ့လူတွေမှာကြတော့ကျွန်တော်ကဟိုသူတို့ဥပမာပေါ့ကျွန်တော်အခုမှစသိတဲ့လူဆိုကျွန်တော်ဘာဖြစ် impression down နေလေးသီးလားဆိုတော့အဲ့တော့အဲ့ဒါကိုလည်းပတ်သက်ပြီးတော့ဘလို့မှအဆင်မပြေဘူးပေါ့နော်ကျွန်တော်အဲ့တော့ပထမအရှိအအချိန်ဒီမှာကျွန်တော်ဘာမှမပြောပဲကျွန်တော်ပါကျွန်တော်ရိုင်းနှုတ်ဆက်ပြီးနေတယ်နောက်ပိုင်းမှာကျတော့၄၅၆ခါမကဆိုတော့ကျွန်တော်လည်းသိမ်းမဆန်နိုင်တော့လူတွေကတခါလေကြာရင် ငိမ့်ခံနေသူတို့လုတ်ပိုင်ခွင်းလို့သူတို့ထင်ပြီးတော့ဆက်လုပ်နေတာအဲအကြောင်းကျွန်တော်အဲ့လိုပြုတ်လို့လိုက်တယ်နေရမပြောခဲ့ဘူးတော့မပြောခဲ့ဘူးမပြောခဲ့ဘူးလုံလည်းမလုံဘူးလေနော်ဟုတ်ဆိုဆိုရက်ပြောလိုက်ရင်လေဒါကကျွန်တော်ကတော့နာမည်ကြီးကျင်လို့သူ့ကိုတွဲဆိုရဲစကားမျိုးထွက်လာကြအောင်ပါလေအဲ့တော့ကျွန်တော်မပြောမပြောပဲအခုဒီတိုင်းနေပြန်တော့လေကျွန်တော်အဲ့လိုမျိုးကြီးဒီမှာကျွန်တော်တိတ်ထားရေစော်ကားနဲ့မန့်လေအမှချုပ်ကလေးလာလာမန့်နေ အလာမန်တော့အဲ့ဒါကိုကျွန်တော်ဘယ်လိုမှသိမခံနိုင်တော့လို့ကျွန်တော်အခုလိုပြောလိုက်တာအပြောလိုက်တဲ့ဟာကိုလည်းဟိုတနေ့ကအင်တာဗျူးတွေအောက်မှာဆိုလဲကျွန်တော်ပြောပြန်တော့တခါထပ်ပြီးတော့အဲ့တော့ဘယ်လိုလုပ်ပေးရမလဲလုတ်ချင်တာလုတ်ကြပါပြောပြောချင်တာပြောကြပါဆိုပြီးတော့ဒါကကျွန်တော်ပြောခွင့်ပေးလိုက်ရတော့မှာအဲ့လိုမျိုးပေါ့အဲ့လိုမျိုးလာဘူးမန်းလားအဲ့လိုမျိုးလာမန်းလားအဲ့လိုမျိုးလာမန်းလားဆိုတော့အဲ့ဒါကျွန်တော်ပြောလေအဲ့တလုံးလည်းကျွန်တော်မပိုင်ပါဘူးကားစီးလည်းကျွန်တော်မပိုင်ပါဘူးဖုန်းတလုံးလည်းကျွန်တော်မပိုင်ပါဘူး အဲ့လိုမျိုးခန္ဓာမှာတော့တွားမေးကြည့်ပါကာယကရှင်ကိုတွားမေးကြည့်ကျွန်တော်ဘာတွေနဲ့ချူချူခဲ့လဲပေါ့နော်ဒါပေမဲ့ဟိုသမီးစားခန္ဓာမှာပန်းစီပေးတာတို့ဒါမုတ်ဝဲကျွေးတာတို့အဲ့ဒါမျိုးတွေရှိတာပေါ့လေအဲ့ပေါ့ကိုဘကလည်းပေးခဲ့ရရှိသူဘကလည်းပေးခဲ့တာရှိရဲ့အားလုံးလက်ဆောင်ပေါ့သမီးသားအနီပါစုပါညာမျိုးပါကျွန်တော်လက်ဆောင်လေးပေးခဲ့တာရှိတယ်။ဘယ်ဟိုလိုမျိုးကြီးဟိုချူစားတဲ့လိုမျိုးအာကျွန်တော်ဟိုဟိုလေးဝယ်ပေးပါဒီကလေးဝယ်ပေးပါတော့ကျွန်တော်လည်းနှုတ်ကနေကအဲ့ဒါသူ့မမဟုတ်ကျွန်တော်ဘေးစားအောင်မှာကျွန်တော်က ကျွန်တော်ပြဿနာနေငါ့ကိုဟိုကလေးဝယ်ပြီးတရားလေးဝယ်ပြီးကျွန်တော်ဘေးစားမှာကျွန်တော်မပြောခဲ့ဘူးဟိုကျွန်တော်လည်းရမ်းချမ်းသာနေရဲ့ကောင်မဟုတ်ဘူးဆိုတော့လေသူလည်းတည်နေတာဟုတ်ဆိုတော့အဲလိုပဲတယောက်နဲ့တယောက်ကတော့ဟိုအဓိကနှစ်ယောက်ချာမှာစိတ်သက်ခွန်အားပေးတာပဲများပါတယ်အများကြီးစိတ်သက်ခွန်အားအများကြီးပေးခဲ့ပါတယ်သူလည်းဟုတ်အဲစိတ်စိတ်မကောင်းသူဖြစ်မှာပေါ့လေပြောပါဦးဆိုတော့အဲ့လိုမျိုးဟိုဒါပေမဲ့ကျွန်တော်သူ့ကိုထိခိုက်စေလို့တဲ့စိတ်နဲ့ပြောတာမဟုတ်ဘူးဆိုတော့လည်းသူလည်းသိမှာပါ ကျေးဇူးတင်တယ်ကျေးဇူးတင်တယ်ကျေးဇူးတင်ဆိုတော့ဟိုပတ်သက်ခဲ့တဲ့ကာလမှာအာမေတ္တာစိတ်မှန်နဲ့ရခဲ့ဘူးတဲ့အတွက်ကျေးဇူးတင်တယ်ဒါအပတ်သက်တော့တဲ့အချိန်မှာလည်းအေးစေးစေးပဲနေပြီးရတဲ့အတွက်လည်းကျေးဇူးတင်တယ်